မြန်မာနိုင်ငံသူဝဲအကျဉ်းထောက်တွေမှာလုံလောက်တဲ့ဈေးကူတက်ခွင့်မရလို့အခုနှစ်ထဲမှာနိုင်ငံရေးအကျဉ်းသားအကျဉ်းသူစုစုပေါင်းအယောက်20တိစုပ်ခဲ့ရတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကပြောပါတယ် အခုနှစ်ဇန်နဝါရီလကနေစက်တင်ဘာလ16ရက်နေ့အထိအကျဉ်းထောင်တွေမှာဈေးကူတခွင့်လုံလုံလောက်လောက်မပေးတာအချိန်မီဈေးကူတခွင့်မပြုတာတွေကြောင့်နိုင်ငံရေးအကျဉ်းသားအကျဉ်းသူအ ਨੇ ဆုံးအယောက်20အသက်ဆုံးရှုံးခဲ့တယ်လို့ PPNM ကမှတ်တမ်းတင်ထားပါတယ်။ဟိုလုံလောက်တဲ့တမ်းမိုင်ဆောင်ချက်မှုမပေးနိုင်တာအာစီဝါတွေပြက်လက်တာပြင်မဆေးရုံတွေကိုချင်းတဲ့တပြင်းကြီးမပို့တာတွေကြောင့်မလို့နိုင်ငံရေးကျင်းသားတွေတိတ်ဆုံးနေရပါတယ်။အဆိုးဆုံးဒီနေ့ထဲမှာတိတ်ဆုံးနေတဲ့ထောင်ဆိုရင်တော့မန်လေးဥပိုလ်ချင်းထောင် ဖြစ်ပါတယ်ခင်ဗျစေကူတာခွင့်မရလို့အသက်ဆုံးရှုံးခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသားအကျဉ်းသူအယောက်20ကမန္တလေးဦးဘိုဒိုက်ဦးမြောင်းမြတာယာဝရီကော့တောင်ပေါင်းတီအင်းစိန်ရမဲတင်းနဲ့တရက်အကျဉ်းထောင်တို့ကဖြစ်တယ်လို့ဆိုပါတယ်သူတို့ဟာ သွေးသူစည်းချိုအသည်နှလုံးအစာအိမ်ကြောက်ကပ်ပန်းနိုင်ရင်ကျနဲ့အမောဖောက်တာမျိုးစတဲ့ယောဂတွေကိုခံစားရပြီးစေကူတာခွင့်အချိန်မီမရခဲ့လို့အသက်ဆုံးရှုံးခဲ့ရတယ်လို့ကိုတိုက်ထွန်းဦးကပြောပါတယ် ထူးတပြည့်တော့ကျမကြီးကြောင့်ဆုံးနေဆိုတာလည်းထောင်တွင်းကျမကြီးဆောင်းဆောင်မှုလုံလောက်စွာမရရှိလို့အသက်တည်ဆုံးခဲ့ရတယ်ဆိုရင်ပို့ပြီးမှမှန်ကန်ပါတယ်ခင်ဗျ။ထောင်တထောင်မှာဆရာဝန်အရဟာ3ဦးနဲ့5ဦးဝန်ကျင်ညာရှိပါတယ်။ထောင်ကနန်းနဲ့အင်းစိန်လိုမျိုးတောင်ကနန်းဝန်ကျင်ရှိတဲ့အကျဉ်းသားတွေကိုတကယ်လက်တွေ့မှာထိထိရောက်ရောက်ကာပါဖြစ်အောင်ကုတာပေးဖို့အတွက်ဆိုရင်အင်မတန်ကုန်မအခက်ခဲ ရှိတဲ့အခြေအနေဖြစ်ပါတယ်။မကွေတိုင်းတရက်ထောင်မှာညုံမူးလန်းကြောင်ရှိနေလို့ဆိုပြီးအရေးပေါ်လူနာကိုထောက်အာနာပိုင်တွေကအချိန်မီဈေးကူတက်ခွင့်မပေးခဲ့တာကြောင့်နိုင်ငံရေးအကျဉ်းသားကိုကျော်လင်းအောင်ကစက်တင်ဘာလ18ရက်နေ့ညနေပိုင်းမှာမတည်ဆုံတင့်မဲ့တည်ဆုံခဲ့ရတယ်လို့ BPNM ကဆိုပါတယ်။အကျဉ်းထောင်တွေမှာအကျဉ်းသားတွေကိုစေကူတာခွင့်မပေးတာကလူသားတယောက်ရရှိရမယ့်အသက်ရှင်သန်ပိုင်ခွင့်ကိုအတိအလင်းချိုးဖောက်နေတာလို့လဲဆိုပါရယ် လူတစ်ပြည့်အကျဉ်းထောင်ထဲမှာရှိတဲ့အကျဉ်းသားတွေဟာအကျဉ်းသားခွင့်ရရောလူခွင့်ရရောဆုံရှုံနေတဲ့အခြေအနေတခုဖြစ်ပါတယ်။ဒါကြောင့်မို့လို့ထောင်ထဲမှာရှိတဲ့လက်ရှိလူထုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ပါဝင်နိုင်ငံရေးအကျဉ်းသားတွေရဲ့အသက်ရှင်နေပိုင်ခွင့်ဟာအဆိုးအဝါဆုံးချင်းချောက်ခံရတဲ့အခြေအနေမှာရောက်နေတယ်လို့ပြောချင်ပါတယ်ဗျ။အဲ့တော့အကျဉ်းထောင်ထဲမှာရှိတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုလုံလောက်တဲ့ကျန်းမာရေးဆောင်ရှားမှုမပေးတာအရေးပေါ်အကျဉ်းသားတွေအရေးပေါ်ဖြစ်တဲ့အခြေအနေမှာနိုင်ငံရေးအကျဉ်းသားတွေကိုပြင်မစေုံတွေကိုမထုတ်တာတစ်ဖက်လက်ကနေနိုင်ငံရေးအကျဉ်းသားတွေရဲ့တက်တည်ဆုံးတက်ဖြတ်နေခြင်းဖြစ်ပါတယ်လို့ကျွန်တော်တို့ကတော့ပြောချင်ပါတယ်ဗျ။ ိုင်ငံရေးအကျဉ်းသားတွေအပါအဝင်တခြားအကျဉ်းသားတွေအားလုံးဟာခံစားခွင့်ရှိတဲ့အခွင့်အရေးအားလုံးကိုစုံရှုံနေရတယ်လို့ BPNM ကဆိုပါတယ်တာဝန်ယူမှုတာဝန်ခံမှုမရှိဘဲဆက်ပြီးကျူးလွန်နေမယ်ဆိုရင်ကျူးလွန်သူတွေကိုဆက်လက်ပြီးတော့ဖော်ထုတ်သွားမှာဖြစ်ပြီးနိုင်ငံရေးအကျဉ်းသားတွေအတွက်တရားမျှတမှုအပြည့်အဝရရှိအောင်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။